မင်္ဂလာပါခင်ဗျ KGK2 channel ကနေပြန်လဲကြိုဆိုပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဝတ္ထုကတော့ဆိုင်းရေးဆိုင်မင်းတွေကရေးသားထားခဲ့တဲ့အမြန်နှံွယ်ဆိုတဲ့ဝတ္ထုကိုအပိုင်း63မှာနေတင်ဆက်သွားမှာဖြစ်ပါတယ် channel လေးကို like and subscribe လုပ်ထားပြီးပါဦးဖေးနာက notification လောက်လည်းနေပေးထားပါမမေတော်ကထောင်းဝင်းစားတွေ့ပြီးတဲ့နောက်တော့ရေးခံကိုပြောင်းရွှေ့တောင်းဝန်ကြတယ်ရေးခံမှာရေးခါတွေကိုချိန်တွေ့ပြီးလက်ခံရတယ်ဆိုင်းရင်အင်းနေပြုလုပ်ရပါတယ်ထားကြမှာမမေတော်ဘုလက်သမိုင်းမှာလှုပ်လှုပ်ရတာတဲ့များစွာတတတော်တယ် ရေခါကိုမှာပြီးတော့ရောက်ပြီးရှိရလောက်ကြမှာတော့မှာပြီးတော့လက်အောင်မှာကုန်ချိန်ပေးဖို့အတွက်ထောင်ကြတတိယရောက်လာတယ်။အဲ့ဒီထောင်ကြကမှာပြီးတော့ငေးတယ်သူ့ရဲ့အမိကဒူဝန်။ခွန်ရုံမှာဒူဝန်အပြင်ရခင်ကရှင်းနေနေတဲ့ဂျင်းသားနှုတ်ဦးလေးရှိတယ်။ဒီနှုတ်ဦးကအီဆန်နဲ့မာတီ။အီဆန်နဲ့မာတီကခွန်ရုံမှာရှိတဲ့လုပ်ကိုလုပ်ကြတာမဟုတ်ဘူး။ထောင်ပွင့်ဒီကနေထောင်ပိတ်တဲ့အထိတထားလုံးလေးလဲပြီးတော့မှဆက်လိအစားသာကွန်ရာစားတာတွေကိုရှာပွေရတယ်။ရလာတဲ့အခါမှာမာပြီးတော့နဲ့ဒူဝန်ကလည်းဝေငှပေးတယ်။ထောင်ထဲမှာဒီလိုရှာပွေစားတာကိုထောင်စကားအနေနဲ့အကြံပြန်လို့ခေါ်တယ်။ဒါကြောင့်မာပြီးတော့ကဒူဝန်ကို ဤစနဲ့မာတိပဲသွားတယ်လို့မင်းဒုအနေနဲ့ဖြည့်စရာစကားတခုသားရှိတယ်အဲ့ဒီစကားကအကြံပံသွားလို့ရတဲ့အကူကြီးတဲ့ဒါပေမဲ့မာတိကတမင်းစကဏီမှာကိုတော်ဘေးမှာဟင်းကိုချက်ပြီးမာပေတော်နဲ့ဒူဝုံကိုကျွေးတတ်တယ်ဒါကြောင့်မာပေတော်နဲ့ဒူဝုံကမာတိကျေးဇူးကြောင့်နေတိုင်းလိုလိုစီမံရေးနဲ့စားရတယ်တနေ့မှမာတိဟင်းကိုချက်တာကိုထောင်မင်းကြီးမိသွားတော့မာတိကိုတိုက်ပစ်ပစ်ပြီးအခြားကိုပြောင်းပလိုက်တယ်အဲ့ဒီချင်းကစားပြီးမာပေတော်တို့ဒူဝုံတို့လည်းပဲစီမံရေးကိုမစားရှာတော့ဘူးမာပေတော်ကငကူကလေးကပရိဒမဖြစ်တဲ့အတွက်အလိုအားတဲ့အချိန်တွေမှာ ခွန်ယုံကိုတော်ဘေးအရေးမှာထိုင်ပြီးပရိစေနေတတ်တယ်။ဒုံကတော့ကိုတော်ဘေးမှာရှိတဲ့ကိုကိုပင်အောင်မှာထိုင်ပြီးညင်နေတတ်တယ်။သူတို့ဥကထောင်ရဲ့စီကံကိုလည်းလိုက်နာတယ်။အလုတ်ကိုလည်းကောင်းစွာလုတ်ကင်တယ်။အားတဲ့အချိန်မှာလည်းတူဥကပရိစေပြီးတူဥကတရားထိုင်နေတာကိုတထောင်လုံးကတွေ့မြင်တယ်။ထောင်တန်းစီထောင်ပါရနဲ့ထောင်ဝန်တန်းနေတာမကထောင်မှုထောင်ပိုင်တို့ပင်သိနေကြပြီ။ဒါကြောင့်ထောင်ပိုင်ကြီးကအနောက်ဆက်မပြေးကြမှန်းနဲ့ကွာသူတို့ကကောင်းတာလုပ်နေတာပဲလို့အတိမပြုထားတယ်။တနေ့မှာမမမီဆောင်တဲ့ဒူဝန်တို့ကတူဥကပရိစေလို့တူဥကတရားထိုင်ပြီးတဲ့နောက် အရေးအောက်မှာဖျားချန်းလေးခင်ပြီးစကားစမိပြောနေကြတယ်။ဒီအချိန်မှာနှစ်ကြီးအကျဉ်းသားတန်းလွင်ဆိုသူရောက်လာပြီးတော့ခိုးလူတို့ရောက်ကကောင်းတာတွေလုပ်တယ်ဆိုတော့ရင်းနှီးချက်နဲ့ဂျန်တကာဌာနပြေအောင်မယ်လို့ဆိုပြီးရင်းနှီးပကံနှလုံးထန်းရင်းနှီးကရတစ်လုံးနဲ့ဂျန်တကာနှစ်ချက်လာချပေးတယ်။မောင်မေတောင်းတဲ့ဒီဝင်လို့ကလည်းရင်းနှီးချက်မော့တောင်းလိုက်ဂျန်တကာကိုက်လိုက်တဲ့စကားပြောပြကြတယ်။နေစမ်းမောင်ငါညီမတို့မင်းကပရိမစိတ်ပါလားလို့မောင်မေတောင်းကမေးတော့ဒီဝင်ကဒီလိုကိုကြည့်ကျွန်တော်ကသမထအလုပ်လုပ်တာပါလို့ပြန်ပြီးပြေတော့ မောင်တော်ကလည်းအလာကြီးပါလားတမထတွေဝိပဿနာတွေနားလည်တာပဲငါလည်းပရိစိတ်တာဆိုတော့တမထပေါ့ဆရာမျိုးမျိုးစီချင်းကပ်ပြီးပရိစိတ်นี่အမျိုးမျိုးကိုသင်ယူခဲ့တယ်အဲ့တော့မင်းနဲ့ငါနဲ့ကမကွာပါဘူးနေရာစလုံးတမထလောက်တာကြီးပဲငါနီးကိုမင်းသိချင်းလဲငါရဲ့ပရိစိတ်นี่ပြပြမယ်မင်းရဲ့နီးကိုလည်းငါ့ကိုပြပြနိုင်ပြပြပါဦးမာမီတော်ကဖြေလိုက်တယ်အဲ့ဒီကတော်ကကျွန်တော်လည်းတက်သည့်နားလေလို့မဟုတ်ပါဘူးကိုဆရာကောင်းလည်းတွေ့ပြီးဆရာကသင်ပေးထားတဲ့နီးပါအများသိကြတာကတော့ဒီနီးကိုတန်တရာလို့ခေါ်တယ်လို့ဆိုတယ် ဟုတ်ပြီမန္တရာလို့တန္တရာလို့ဆိုတဲ့စကားလုံးတွေကိုငါကြားဘူးတယ်လို့ပဲမန္တရာဆိုတာကတော့မန္တန်ရွတ်တဲ့ခြင်းစကိုပြောတာတန္တရာဆိုတာကတော့အဲ့ဒီစကားလုံးကိုပဲကြားဘူးတာအနာဒိဗ္ဗေနဲ့လုံနီးကန်ဒီကိုငါအနေနဲ့လုံးဝမသိဘူးပြောပြနေပြောပြပါလားမောင်ပြီးတော်ကအငမ်းမြမေးလိုက်တော့အသေးစိတ်တော့ကျွန်တော်လည်းမသိဘူးဆရာကသင်ပြီးထားတယ်လို့ပဲသိတာတန္တရာနီးက132နီးတောင်မှရှိတယ်အဲ့ဒီတည်းကကျွန်တော်ဆရာကကျွန်တော်ကိုနည်းနည်းလေးပဲသင်ပြီးထားတယ်အဲ့ဒါကိုပဲကျွန်တော်ကလုံနေတာလို့ဒီဘုံကဆိုးတယ်နေစမ်းမအောင်မတို့ မင်းဆရာတင်ပေးထားတဲ့နီလန်းနှစ်ခုစလုံးကိုမင်းကလုံနေရလားမာဝီတော်ကမေးတော့သူကဒီလိုမဟုတ်ဘူးအကူဆရာကနီလေးနီးကိုတင်ပေးတယ်အဲ့ဒီနီလေးနီးစလုံးကိုဆန်းပြီးလောက်ကြည့်ရတယ်အဲ့ဒီမှာကိုနေအကန့်ကြီးဆုံးနီးတွင်အဲ့ဒီနီးကိုပဲဆက်ပြီးလောက်ရတယ်ချဲတဲ့နီးတွေကိုမလောက်ရဘူးအဲ့ဒီနီလေးနီးထဲမှာမှကိုနေကန့်ကြီးနီးတဲ့နီးမပါဘူးဆိုရင်ဆရာကနောက်ထပ်နီလေးနီးတင်ပေးရတယ်အဲ့တော့ဆရာကတစ်ခါတင်လေးနီးဆိုတော့28ချိန်တင်ရရင်132နီးပြီးရောပေါ့ကျွန်တော်ဖို့တော့ပထမတင်ပေးတဲ့လေးနီးတွေကတနည်းက ကျွန်တော်နဲ့တော်တော်ကန့်ညီတယ်။ဒါကြောင့်အဲ့ဒီနီးကိုပဲကျွန်တော် လုံနေတာလို့ဆိုတော့မပေးတော့လဲ။မင်းနဲ့ကန့်ညီတယ်ဆိုတဲ့နီးကိုငါ့ကိုပြောပြနိုင်ပြောပြပါလား။ဒီလိုတောင်းမှန်တော့ဒူဝန်ကခေါင်းညိပြပြီ။အခုလိုဖြေလိုက်တယ်။တတိယမျက်လုံး။မမေတော်ဒူဝန် ပြောပြတဲ့တတိယမျက်လုံးကြောင့်ကိုစိတ်ဝင်စားစရနေနှာထောင်းတယ်။သူကဒူဝန်အတွက်စေဘောလေးတလေးကိုမင်းညိပြီးတယ်။ဒူဝန်ကစေဘောလေးကိုမိကိုတထောင်ထောင်ဖွားရင်ကအခုလိုဆိုတယ်။အကိုကြီးကိုကျွန်တော်တို့ခုပြောမယ်။တခါတလေကိုတငယ်ချင်းတွေမှာမောင်းဖြူဆိုတာရှိတယ်ဆိုတော့ ခဏိမောင်ပြူနဲ့မတွေ့ရတာလေးချပြီးဆိုတော့မောင်ပြူနဲ့တွေ့ရင်ကောင်းပါပဲလို့ကိုစိတ်ကူးမိတယ်။မကြခင်မှာပဲတယောက်ကကိုအိမ်တကာကိုလာခောက်တယ်။သွားလဲဖွင့်ကကိုလွှေ့ချင်တဲ့မောင်ပြူဖြစ်နေတယ်။အဲဒီခါမှာကိုကဘာပြောမလဲ။အောင်မလေးမောင်ပြူမင်းကြောင့်ကိုအခုပဲငါကစိတ်ရောက်နေတယ်။မင်းကိုတွေ့ချင်နေတာမင်းကရောက်လာတယ်။ဒိုင်လေးတိုက်ဆိုင်လို့လည်းလို့ဆိုမှာပေါ့။မောင်မေတော်ကဒုဝန်ပြောတဲ့စကားကိုနားထောင်နေတယ်။အဲဒီနောက်မှာဆစ်လေးကိုဖွားပြီးမိခိုးတွေကိုမှုတ်ထုတ်တယ်။ဒီကဒုဝန်ကအခုကြီးအဲဒီအဖြစ်အပျက်မျိုးမကြုံဘူးလားလို့မိလိုက်တော့မောင်မေတော်ကအခုပဲငါကပြောမလို့အဲ့လိုမျိုးတွေခဏခဏကြုံဘူးတယ် အဲ့ဒါတိုက်ဆိုင်တာမဟုတ်ဘူးလားလို့မေးတယ်။တခါဆိုရင်တိုက်ဆိုင်တာပေါ့။နှခါဆိုရင်တိုက်ဆိုင်တာပေါ့။ခဏခဏဆိုရင်တိုက်ဆိုင်တာမဟုတ်တော့ဘူး။အကြောင်းတစ်ခုခုရှိနေပြီဆိုတော့သဘောပေါက်ဖို့လိုတယ်။ဒူဘုံကဆိုလေနေစမ်းပါအောင်တို့။အကြောင်းတစ်ခုခုဆိုတာကဘာတို့။မမေရောကမေရောဒူဘုံကအကြောင်းတစ်ခုခုဆိုတာဘာလဲမေး။အဲ့ဒီအကြောင်းတစ်ခုခုဆိုတာကအခုကျွန်တော်ပြောပြမယ်ကျင့်စဉ်မယ်။အဲ့ဒါကဘာလဲဆိုတော့တတိယမျက်လုံးကျင့်စဉ်မို့လို့ဆိုလိုက်ပါတယ်။လှုပ်စမ်းပါအောင်ကွာ။မင်းတတိယမျက်လုံးကျင့်စဉ်ဆိုတာငါသိချင်လာပြီ။မမေရောကဆိုတော့ဒူဘုံက မျက်လုံးနှလုံးရဲ့အလဲမျက်ခုံးမွေးနှစ်ခုရဲ့ကြားနေရာမှာတတိယမျက်လုံးဆိုတာရှိတယ်အင်္ဂလိပ်လိုတော့ third eye လို့ခေါ်တယ်ခင်မီစိတ်တွေပညာကလည်းအဲ့ဒီနေရာမှာအခြေလေးတစ်ခုရှိတယ်လို့ပြောထားတယ်ဒါနဲ့ပတ်သက်လို့ဂျာမန်လူမျိုးစိတ်ပညာရှင်တူဦးဖြစ်တဲ့ William Walsh ကတော့သူစံအောင်ဝေဟာကောင်းတဲ့နေရာလေးဖြစ်ထုတ်ပေါ်ပြောတယ်ဒါပေမဲ့ရှင်းအောင်အိန္ဒိယလူမျိုးတွေကတော့ဒါလေးကြောင့်တည်းနေပေါင်း3000ကျော်လောက်ရှိပြီဒါပေမဲ့ဒါလေးကိုသူတို့ကတတိယမျက်လုံးလို့အဓိကမပြောဘူးရှီဝါနက်ထရာဒီဝါမျက်လုံးလို့ပြောတယ် အဲ့ဒီဒီဝါမျက်လုံးကိုနတ်ဒီပဲဖွင့်တာကလေတတိယမျက်လုံးရဲ့နတ်ဒီပဲနဲ့အတူတူပဲအဲ့တော့အချင်းယုံပြောရတော့မြက်ခုံးမင်းတို့ခုကြာမှာတတိယမျက်လုံးရှိတယ်ပေါ့ကိုကြီးတရားကမောင်ပြီးတော့ကလှုပ်ဆမ်းမောင်မောင်တို့မင်းရကတော်တော်ကိုစိတ်ဝင်စားရောက်ကောင်းတယ်လို့ဆိုတယ်တတိယမျက်လုံးကကန်းနေတာမဟုတ်ဘူးနော်သူကအလုံးမလုပ်တာနားလျောင်ပြောရတော့သူမှိတ်ယုံလေးမှိတ်နေတာသူဖွင့်လိုက်တော့တကိုသိသိဆိုတဲ့ကိစ္စကပြီးသွားပြီအဲ့ဒီမျက်လုံးကိုဖွင့်ရမလို့လေးကျင်ရမလဲဆိုရင်အကူကြီးထိုင်တက်သလိုထိုင်အကောင်းဆုံးကတော့ခြေထောက်နှစ်ခုကိုချိန်ပြီးထိုင်အဲ့ဒီထိုင်ဒီကိုဘဒုမန္တနာလို့ခေါ်တယ်မလား သူငါဆိုတော့ဖီတော့ကလည်းဟုတ်တယ်ဟိအဲ့ဒီလူနီးကိုငါကောင်းကောင်းလေ့ကျင့်တာပဲဒါပေမဲ့ကြာကြာထိုင်ရင်တော့ခြေထောက်နှစ်ခုကညှက်ပြီးညာတယ်အဲ့ဒီကမောင်သူငါအကိုကြီးတော်တော်ထိုင်တတ်ထားတာပဲဒါကြောင့်မလို့တည်တည်ချာချာသိတာအဲ့ဒီဘဒုမသနာထိုင်ကြီးကပုံစံမှန်ပဲဒါပေမဲ့ကြာရင်ခြေထောက်ပိတ်ပြီးညာတယ်အဲ့တော့ဘယ်ဘက်ခြေဖွားကိုညာဘက်ပေါင်းဖို့တင်လိုက်ညာဘက်ခြေဖွားကိုဘယ်ဘက်ဒုကွေးအောက်ထက်ထည့်လိုက်ဒီထိုင်နီးကိုတော့အကိုကြီးထိုင်မှုမှာဘောလို့ဆိုတော့မောင်ဖီတော်ကငါအနှစ်သက်ဆုံးထိုင်နီးပဲကွာဒုက္ခသနာလို့ခေါ်တယ်မလားမောင်သူဒီလိုပြန်ပြီးမိတော့မောင်သူဝန်က အကိုကြီးတော်လောက်ထားတာပဲဒါကြောင့်တတိချေချာသိတာလို့ဆိုတယ်အဲဒီနောက်မှာမောင်တူဝန်ကပဲကဲအကိုကြီးထန်တယ်နဲ့ဒုက္ကသနာဆိုတဲ့ထိုင်ဒီအတိုင်းထိုင်လိုက်ပြီးတော့အကိုကြီးကြိုက်တယ်လို့ထိုင်ပြီးတော့ဂုံဂုံပြောမယ့်အကိုကြီးခလက်ထိုင်ပေါ်မှာထိုင်ပြီးတော့လဲချင်းလို့ရတယ်ဒီချင်းစင်မှာထိုင်ဒီပေါ်မှာတိတ်ပြီးစည်းစားမကြောင်းလောက်ဘူးကိုကြီးအဲဒီကမောင်မီတော်ကအေးပါနားလဲပါပြီဆက်ပြီးပြောစမ်းမအောင်ဒီကဒုဝန်ကအဲဒီလိုထိုင်ပြီးမျက်လုံးနှလုံးကိုပိတ်လိုက်အမယ်ပြီးတော့ငွေနှလုံးကိုစိုးစိုးကျွန်တော်ပြောတဲ့တတိယမျက်လုံးနဲ့နီးနေတဲ့မျက်နီးအောင်ဆွဲကပ်လိုက်အမယ် ပြီးတော့စိတ်အာယုံကိုလည်းတတိယမျက်လုံးနေရာမှာထည့်ထားရမယ်အထဲကမိထားတဲ့မျက်စိရဲ့တန်ငယ်ရင်းနှလုံးကတတိယမျက်လုံးနေရာကိုရောက်နေပြီဆိုတာဘယ်လိုသိမလဲဆိုတော့တန်ငယ်ရင်းကရွှေ့လို့မရအောင်တင်းနေပြီဆိုရင်တော့ရောက်နေပြီပေါ့တန်ငယ်ရင်းနှလုံးကတတိယမျက်လုံးနေရာမှာရောက်နေတယ်လို့ပဲစိတ်အာယုံကလည်းတတိယမျက်လုံးနေရာမှာစိုက်နေရမယ်လို့ဆိုတယ်အထဲကမျက်လုံးနှလုံးရှိတာကတိတ်မခတ်ဘူးတတိယမျက်လုံးနေရာမှာစိတ်ကိုစိုက်ထားမယ်ဆိုတာတော့ခတ်လိမ့်မယ်ငါကစိတ်ကိုငယ်လေးမှစိုက်တဲ့နီးတို့၊ရင်ညွတ်မှစိုက်တဲ့နီးတို့၊ဖိုက်မှစိုက်တဲ့နီးတို့အများကြီးလို့ပူးတယ်။တခါတည်းစိုက်နေဖို့ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ဘူး။ အပြောလွယ်သဘောလွယ်ပြီးတော့မှတကယ်လို့တော့ခတ်တယ်မာမီတော်ကဆိုတယ်အဲဒီကဒူဝန်ကဒီလိုရှိတယ်ကိုကြီးငယ်လေးမှစိုက်ထားပါဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးအဲဒီလိုပဲရင်ညွတ်မှစိုက်ထားပါလို့ဖိုက်မှစိုက်ထားပါလို့ဆိုတာကလွယ်တဲ့ကိစ္စမဟုတ်ဘူးတတော်ကိုတမာရီရမှဖြစ်တဲ့ကိစ္စဒါပေမဲ့တတိယမျက်လုံးနေရာမှာစိုက်ကိုစိုက်ထားပါဆိုတာကတော့သိမခတ်ဘူးဘာဖြစ်လို့လဲဆိုတော့တတိယမျက်လုံးနေရာကဒီပြနေရာနေနဲ့မတူဘူးကိုကစိတ်ကိုသူ့နေရာမှာစိုက်ထားတယ်လို့သူကလည်းကိုစိတ်ကိုတန်လိုက်လို့ပြန်ပြီးဆွဲထားတယ်။အဲ့ဒီနေရာမှာစိတ်ကိုစိုက်ထားဖို့သိပြီးလွယ်တယ်ကိုကြီး။အဲ့ဒီတတိယမျက်လုံးကအခြေက ူစီကိုလာပြီးဆုပ်ယူတယ်ဆွဲငင်တယ်သူ့ကိုအာယုံဆိုင်လိုက်ပြီးအညှို့ခံတယ်လို့ဖြစ်သွားတတ်တယ်ဒီနည်းကအာယုံစုဖို့ကိုကပင်ပင်မမတ်လှုပ်ဖို့တော့မှမလိုဘဲနဲ့အလိုလိုစူးစီးဖြစ်သွားလို့ပဲဒီလိုဆိုတော့ဖေတော်ကလည်းတကယ်ပဲလာမှာတော့တော်တော်ကိုထူးဆန်းတာပဲသူကပြန်ပြီးဆွဲထားတယ်ဟာလားကောင်းလိုက်တာဟိအဲ့ဒီနောက်မှာဒူကရင်းနှီးချမ်းကိုတခွက်ငယ်ပြီးတောက်ပြီးတဲ့နောက်အဲ့လိုစိုက်ပြီးတဲ့အခါမှာတက်ရှူရဲ့လမ်းကြောင်းကိုလည်းပြောအောင်မယ်ကျွန်တော်တို့အသက်ရှူနေတာလေးတွေကိုကြီးပဲရှူနေတာမဟုတ်ဘူးနော်ကိုကြီးဒူကပြောတော့မှဖေတော်ကဒါတော့ငါသိပါတယ်ညီလေးရာ လေတွေနေပဲကမလဲအောက်ဆီဂျင်တက်ဆိုတာလည်းရှူနေတာဘို့လို့ဆိုတယ်ဒီကတော့ငါခေါင်းကိုတွင်းရင်းကအခုကိုကြီးပြောတဲ့အောက်ဆီဂျင်နဲ့ထူဂျင်ဟိုက်ဒရိုဂျင်တို့မပါဘူးကိုကြီးကျွန်တော်တို့ရှူသွင်းနေတဲ့လေထဲမှာပရာနာဆိုတဲ့ဓာတ်မျိုးလေးပါတယ်ဒါကတော့သိပ္ပံပညာကလက်မခံသေးဘူးဂျာမန်လူမျိုးစိတ်ပညာရှင်ဝီလျံဝက်ဆိုတဲ့ဆရာတူကတော့လေကိုလူတွေရှူတဲ့အခါမှာအခြားရာတခုပါပါလေတဲ့အဲ့ဒီရာကအိုခွန်းဖြစ်တယ်လို့ပြောတယ်သူပြောတဲ့အိုခွန်းဆိုတာကလည်းပရာနာကိုပြောတာပဲအဲ့တော့လေဆိုတာကဒီပရာနာကိုသေဆောင်လာတဲ့ရှင်တစ်ခု တကယ်လူတွေလိုအပ်တာကပရဏာဖြစ်တယ်။လေကရင်ထားတဲ့တူတွေပရဏာကိုထည့်ထားတဲ့ဘူးနဲ့လည်းတူတယ်။တကယ်အနှစ်သာရကတော့ပရဏာပဲ။လေကတော့အပေါ်ကဘူးကိုမယ်လို့ဆိုတယ်။အဲ့ဒီမှာအောက်ဆီဂျင်ဆိုတာကိုထည့်မပြောတော့ဘူးလားမောင်တို့။မောင်ပြတော်ကမေးလိုက်တော့အောက်ဆီဂျင်မရတဲ့နေရာမှာလူတစ်ယောက်က140လောက်လုံးအသက်ရှင်နေတယ်လို့ပြောရင်အကိုကြီးအောက်ဆီဂျင်ဆိုတဲ့စကားကိုဆွန့်လို့မလားတဲ့။ဒီစကားကြတော့မောင်ပြတော်လည်းရှိတယ်။ထောက်ထားနဲ့ပြောပြနိုင်တော့ဒီဒေသမှာအောက်ဆီဂျင်ဆိုတဲ့စကားကိုမပြောတော့ဘူးလို့ခရီးပေးပါလေ။မောင်ပြတော်ကအဲ့ဒါလို့ပြောတော့ဒူဝန်ကအခုလို့ဆိုတယ်။ ဒီလိုရှိတယ်ကိုကြီးအီဂျစ်ပြည်မှာလူတယောက်က1880ခုနှစ်ကစပြီးတော့မြေကြီးတွေကိုဝင်ပြီးနေတာလူတွေကလည်းသူ့ကိုအပေါ်ကမြေကြီးဖို့ပြီးတော့မှဖို့တယ်ဆိုတော့ကမသားကိုမြေဖို့တယ်လို့ဖို့လိုက်တာသူကမြေကြီးထဲမှာအကိုကြီးပြောတဲ့အောက်ဆီဂျင်လည်းမရဘူးဒီတိုင်းပြောရတော့သေးပြီပေါ့အောက်ဆီဂျင်မှမရတာတကယ်ကိုပဲကိုကြီးတက်ကိုတောင်ကနေ20ရောက်မှသူကအဲ့ဒီဂျင်တွေကပြန်ပြီးထွက်လာတယ်အနည်း40လုံးလုံးအောက်ဆီဂျင်မရဘဲနဲ့မြေကြီးထဲမှာနေခဲ့တာမျက်စိနဲ့မှမြင်ရတော့ယုံစရာမရှိဘူးဒါပေမဲ့အောက်ဆီဂျင်ထက်လည်းမရဘဲနဲ့နေခဲ့တာ အသားကြီးကတော့နည်းနည်းပြောတော့သွားတယ်ပြင်ကိုပြန်ထွက်ပြီးစနစ်နေသေးတယ်စနစ်ကြတော့မှအသက်ကလည်းကြီးပြီဆိုတော့တခြားယောဂတခုနဲ့အိမ်စာရောက်သွားရှာတယ်အောက်ဆီဂျင်ကနေရောင်မရှိတဲ့နေရောင်ကိုလည်းသူကထိုးပေါက်ပြီးရောင်းနေတာကိုအဲ့ဒီကြောင့်ရေးထားတဲ့ဆောင်းစရန်ကြီးဖက်ချင်နေဆိုရင်တော့အကိုကြီးလွတ်တဲ့အခါပြန်ဖက်ကြည့်ပြီးလို့လို့ဆိုတယ်ဒီမှာမောင်တူမင်းကအကိုကြီးမေးနေတာတွေကမယုံလို့မေးနေတာမဟုတ်ဘူးခိုင်လုံစေချင်လို့မေးတာလို့ပြန်ပြီးပြောလိုက်တယ်အဲ့ဒီကမောင်တူကမောင်ပေတော်တဲ့ရင်းနှီးချက်တစ်ခွက်ငယ်ကလေကိုရှူသွင်းတဲ့အခါမှာလေကကြီးကမဟုတ်ဘူးလေထဲမှာပါနေတဲ့ပလနာကိုရှူသွင်းနေလို့အောင်ပြုတ်မယ် အဲ့ဒီဗရဏတက်ကိုဘာနဲ့ကိုစားပြူရမလဲဆိုရင်အလင်းရောင်တက်ကူနဲ့ကိုစားပြူရမယ်အလင်းရောင်တွေကိုရှူသွင်းနေတဲ့ပေါ့ကိုကြီးဟာအဲ့ဒီလိုစိတ်ကိုအာရုံပြူပြီးရှူသွင်းလိုက်တဲ့အလင်းရောင်တွေကငယ်လေးကိုရောက်သွားတယ်လို့စိတ်မှာအာရုံပြူထားရတယ်ခေါင်းထပ်ပိုင်တကူလုံးကလင်းရောင်တွေနဲ့ပြည့်နေပြီပြီးတော့ကိုကိုကိုပေါ်ဖြာနေပြီလို့အာရုံပြူပြီးတော့မှအသက်ရှူရမယ်မျက်လုံးနှလုံးကတတိယမျက်လုံးနေရာမှာရောက်နေတယ်လို့အာရုံပြူထားမယ်ငယ်လေးတကူလုံးကနေလင်းရောင်တွေကကိုဘောကိုဖြာကျနေတယ်လို့အာရုံပြူထားရမယ်အဲ့တော့လင်းရောင်ဗရဏတွေပဲကိုကြီးမတော်ကဆိုတော့မှပြီးတော့လဲမတော်ရင်မင်းအခုပြောနေတာတွေကကျင့်စဉ်ပဲဘို့လို့ဆိုတယ်အဲ့ဒီကတူကောင်က တကယ်ကိုကျင့်စင်ပါပဲဒီဘက်ပြည်မှာအင်မတန်နာမည်ကြီးတဲ့တန်တရာဆိုတာကျင့်စင်ပေါင်း132နီးကိုပြောတာအခုကျွန်တော်ကိုအ iyor ပြောပြနေတဲ့တတိယမျက်လုံးဆိုတာကတန်တရာကျင့်စင်နံပါတ်5ကိုပြောတာပဲဒီကဖီတော့ကလည်းအဆမ်းမဟီလို့ရေရွတ်တယ်အဆမ်းလို့မပြောပါနဲ့ကိုကြီးကအမြင်သိလို့ပြောပါရိုးမျက်လုံးနှလုံးနဲ့မြင်နိုင်တဲ့အမြင်ကတော့အမြင်သိလို့မပြောနိုင်ဘူးရိုးတူနေကြမြင်နေကြအမြင်လို့ပဲပြောရမယ်တတိယမျက်လုံးပွင့်သွားပြီးအဲ့ဒီမျက်လုံးနဲ့မြင်တဲ့အမြင်မှာပဲတကယ်အမြင်သိဖြစ်မှာပေါ့အဲ့တော့ကျွန်တော်အခုပြောပြတဲ့တတိယမျက်လုံးကျင့်စင်ကိုဆန်းသက်ပြီးတော့မှကျင့်ကြည့်ပါလားလို့ဒီကောင်ကဆိုတော့ မဘီတော့ကသူ့ရဲ့လက်တွင်းကရင်းနှီးကပ်ကိုမိုးဘက်ကိုမြောက်ရင်ကတတိယမျက်လုံးပွင့်ရည်လို့လေးလေးနက်နက်ကြီး online တော့တယ်အဲဒီကစားပြီးမဘီတော့ကဒူဝန်ပြောတဲ့တတိယမျက်လုံးကျင့်စဉ်ကိုစားပြီးကျင်းတော့တယ်တကူတော့အင်္ဂလိပ်လာရဲ့ရှေ့ရနေ့စားပြီးကျင်းတဲ့အချိန်ကမနေ့ရှင်းနိုင်မဘီတော့ကကိုတော်ကြီးမှဖြာချမ်းလေးခင်းပြီးအဲဒီဖြာချမ်းပေါ်မှာဆောင်းကလေးထက်လို့ခင်းကအချာနာဒမ်လီကွေတိုင်းကတတိယမျက်လုံးပွင့်ရည်ကိုဦးစားပြီးကျင်းတော့တယ်မဘီတော့ကအဲဒီတတိယမျက်လုံးကျင့်စဉ်ကိုတခါကျင်းကိုကျက်စရဲကျင်းတယ်ပြီးတခါတည့်ရနားတယ်အဲဒီနောက်ပြန်ပြီးကိုရဲ့ချင်းပြန်တယ်ဒီလိုနဲ့29ကျင်းတိတိကျင်းခဲ့တယ် ဒါကြောင့်စာပြီးချင်းတဲ့ရက်ကနေရှိတွင်251ရက်ကြာခဲ့တယ်။251ရက်ကျင်ပြီးတယ်ဆိုပြီးမှလည်းနားရက်ကတော့243ရက်ဖြစ်ပါတယ်။243ရက်ပြည့်တဲ့နေ့မှာမောင်မီတော်ကဒီအပိုင်းငါထောင်ကလွတ်မှာပဲ။အဲဒီကဒူဝန်ကလည်းဟုတ်ပါမလားကိုကြီး။အကိုကြီးလွတ်ရက်တည်အောင်ထောင်ရုံမှာသွားပြီးဗုဒ္ဓကြည်ပါဦး။အကိုကြီးကြတာနှစ်ကြီးကြတာပဲ။ဘလို့လွတ်လွတ်မှာတော့။ဒီလိုဆိုတော့ဖီတိုကမင်္ဂလာတုစာမေးပွဲဒီခဏခဏအောင်ထားတာပဲကွာ။အဲဒီရွှေရရမှာပေါ့တဲ့။ဒူဝန်ကလည်း ဘလောက်ပဲဆိုရရဒီရအတွင်းတော့မလွတ်နိုင်သေးဘူးအများကြီးလိုသေးတာပဲတဲ့မမီတို့ကတဟားနဲ့ရှိတယ်မင်းတို့ငါပြောမယ်တူလူတယောက်ကသူ့ရဲ့မိတ်ဆွေမောင်ဖြူကိုတတိယလိုက်တယ်ဆိုပါတော့နောက်နိုင်ဝက်အတွင်းမှာပဲမောင်ဖြူကအိမ်တကားလာခေါက်တော့တာပဲဟိဒါကိုမသိရင်တိုက်ဆိုင်တာပဲလို့ပြောကြမှာနောက်တကငါသလောက်ပေါင်းကိုကစားကျင်နေတယ်မကြကမဲ့မိမကဈေးကပြန်လာတယ်ကပွဲကင်းငါသလောက်လက်လက်ဆက်ဆက်ကြီးတွေကိုဝဲလာတယ်ငါသလောက်ပေါင်းမယ်လို့ပြောတယ်အဲ့ဒါကိုတိုက်ဆိုင်တာပဲလို့ပဲပြောမယ်ခဏခဏတိုက်ဆိုင်နေတော့အောင်းအောင်းစရာပေါ့ဒါပေမဲ့အဲ့ဒီလိုတိုက်ဆိုင်မှုတွေကခဏခဏဖြစ်သလားလို့မေး မပြစ်ဘူးလို့ပဲဖြေရမယ်။သူပြစ်ခြင်းတဲ့အခါတိုက်ဆိုင်ခြင်းတဲ့အခါကျတော့တိုက်ဆိုင်ပြန်ရော။ဒါပေမဲ့လူတော်တော်များများကဘာကြောင့်ဖြစ်တယ်။ဘာကြောင့်တိုက်ဆိုင်လဲဆိုတာကိုမစဉ်းစားခဲ့ကြဘူး။အဲ့ဒါငါပြောတဲ့စကားမဟုတ်ဘူးတော်ကြီး။မင်းငါကိုပြောခဲ့တဲ့စကား။ဒါပေမဲ့ရပောင်း243ရက်အဲ့ဒါကိုလေ့ကျင့်လိုက်တဲ့အခါမှာငါတတိယချက်သိသွားပြီ။မျက်လုံးတငယ်ကြီးနှလုံးကတတိယမျက်လုံးမှာအာရုံစိုက်လိုက်တဲ့ချိန်ရှူသွင်းလိုက်တဲ့ပရနာကငယ်လေးကိုယောက်သွားတဲ့ချိန်တစုံတရာကိုတန်းတက်လိုက်တဲ့ချိန်အဲ့ဒီအချက်၃ချက်ကညီညွတ်ရေစောစောကတိုက်ဆိုင်နေဆိုတာကဖြစ်လာတော့တာပဲအဲ့တော့ငါပြစ်ချင်တာတခုကိုအဲ့ဒီနီးနဲ့တိုက်ဆိုင်ခံလိုက်တော့တာပေါ့ တိုက်ဆိုင်ကန်လဲလို့တိုက်ဆိုင်ပြီးဆိုရင်တော့ငါလူတိုင်းရပြီပေါ့ကိုလိုချင်တာရပြီဆိုရင်လူတိုင်းရပြီပေါ့လူတိုင်းရပြီဆိုတော့အိဆာတေးရပေါ့အဲ့တော့ငါထောင်ကလွတ်မဲ့ရက်ကိုငါတိုက်ဆိုင်ခိုင်းထားပြီးပြီအဲ့ဒါကြီးလဲငါပြောတဲ့စကားတွေမဟုတ်ဘူးမင်းပြောတဲ့စကားတွေပဲဒါပေမဲ့ငါကလက်တွေလုပ်ပြခဲ့တာပြေစုံမလားဆိုတော့ပြေစုံနေစင်မရောက်သေးဘူးဂျိုးပန်းမိနေတဲ့အဆင်မှာပဲရှိသေးတယ်နိုင်တိုင်းမိနစ်တိုင်းတိုက်ဆိုင်နေတဲ့အဆင်ကိုတော့ဆက်ပြီးလုပ်အောင်မယ်ဘာပဲဖြစ်ဖြစ်ဆက်လေ့ကျင်ကကိုလိုချင်တာတွေကိုမကြခင်တိုက်ဆိုင်လာလိမ့်မယ်မင်းကိုလည်းတခုပြောအောင်မယ်ငါရိုးပေးတော့မဟုတ်ဘူး မကြခင်မှာတတိယမျက်လုံးပိုင်ရှိပြီးတော့ဖြစ်လာလိမ့်မယ်လို့ဆိုတော့ဒူဝန်ကမောင်မီတော်ကိုပြေးပြီးဖတ်တယ်။ပြီးတော့ထပ်မခဲ့ဦးမယ်။မင်းမဲထောင်ထဲကအရင်ထွက်ထွက်ငါကပဲအရင်ထွက်ထွက်ဟောဒီမှာငါရဲ့မှတ်တမ်းကြီးရှိတယ်။အဲ့ဒီမှတ်တမ်းကြီးကိုငါရဲ့တငယ်ချင်းအောင်တော်စီကိုမပြစ်ပြောင်းသွားပေးလိုက်။တကုမာဂျနာကတော့ဟောဒီမှတ်တမ်းကြီးကစာရေးကလေးကမကောင်းစိုးရီးစီးနေတယ်။မကောင်းစိုးရီးနဲ့လည်းငါကအများကြီးပတ်သက်ခဲ့တယ်။ပြီးတော့ထပ်မခဲ့ဦးမယ်။မင်းမဲထောင်ထဲကအရင်ထွက်ထွက်ငါကပဲအရင်ထွက်ထွက်ဟောဒီမှာငါရဲ့မှတ်တမ်းကြီးရှိတယ်။အဲ့ဒီမှတ်တမ်းကြီးကိုငါရဲ့တငယ်ချင်းအောင်တော်စီကိုမပြစ်ပြောင်းသွားပေးလိုက်။ တကူမာဂျင်နာကတော့ဟောဒီမှတ်တမ်းကြီးကစာရေးကလေးကမကောင်းဆိုးရည်စီးနေတယ်။မကောင်းဆိုးရည်နဲ့လည်းငါကအများကြီးပတ်သက်ခဲ့တယ်။ဒီမကောင်းဆိုးရည်ဆိုတာကရဲစကားနဲ့ပြောရရင်လက်မိုင်းတွေ။အဲ့ဒီငါနဲ့တွေ့တဲ့လက်မိုင်းတွေကလည်းယောက်ျားတွေမဟုတ်ဘူးမိန်းမတွေ။အားလုံးလာပြီးလှည့်စားကြတယ်။ပြီးတော့ငါ့ကိုလက်မိုင်းတစ်ကောင်ပြောင်းလှုပ်ကြတယ်။တကူထူးကြတာကတော့မိန်းမတို့ကငါ့ကိုလာပြီးနောက်ဆက်ပေးတယ်။မရရင်နောက်တစ်ယောက်လာတယ်။သူတို့ချင်းချင်းလည်းဆက်သွယ်ရှိကြတယ်။ဒါကြောင့်လာရင်နာမည်တစ်မျိုးနဲ့လာတယ်။အဲ့ဒီနာမည်ကလည်းမြန်နန်းတွေတဲ့။ဟောဒီမတန်းကြီးကသူတို့ရဲ့ထက်သက်တွေဆွေးနေတယ်။ဒါပေမဲ့ငါ့မှာအမြင်သစ်တွေရလာပြီ။ နောက်တစ်ခုမင်းကိုပြောအောင်မယ်။မြန်နန်းတွေဆိုရဲသူတော်ကောင်းမျိုးသမီးတူရှိတယ်။သူကလူတန်းရရောတယ်။ဇီရောတစုကိုတန်ဖိုးရှိတဲ့ပြည်စီတွေလူတန်းသွားပြီးပြီ။အဲ့ဒီမျိုးသမီးကြီးနဲ့အစောစောကလက်မိုင်းနေတယ်ဘာမှမဆိုင်ဘူး။အဲ့ဒီသူတော်ကောင်းမျိုးသမီးကြီးကလည်းကောင်းမှုကုသိုလ်တွေချမ်းသာလုပ်ပြီးတော့လူပြည်လူလောကကိုဆွန့်ခွာသွားပြီ။ငါလည်းတွေ့ခဲ့တဲ့မြန်နန်းတွေကအဲ့ဒီမျိုးသမီးကြီးနဲ့ဘာမှမဆိုင်ဘူးဆိုတော့မတော်တော်နားလည်ဖို့လိုတယ်။ဒီလိုဆိုတော့ဒီဝန်ကခေါင်းထက်ဆဆနေတယ်။အဲ့ဒီနောက်မှာမမေးစွာနှစ်ဖူးကိုနန်းလိုက်တယ်။သူနန်းတဲ့နေရာကတတိယမျက်လုံးနေရာပဲဖြစ်ပါတယ်။ဒီနောက်မှာဒီဝန်က အကူကြီးကတော်တော်ကိုပပမြင်ပြဖြစ်သွားပြီပဲကျွန်တော်အကူကြီးနဲ့နေရာကျိုးနှက်ပါပြီလို့ပြောချင်ပါအချင်းသားတို့နဲ့ထောင်မှုတို့ရောက်လာပြီအချင်းသားကအဘဥပကောင်အချင်းသားတို့လွတ်လူလို့ဩတယ်အဲဒီကတော်ကအကူကြီးကျွန်တော်လည်းတိုက်ဆိုင်သွားပြီအဲ့တော့သွားမယ်အကူကြီးရတဲ့မှတ်တမ်းဆိုတာလည်းကျွန်တော်ရအောင်ထုတ်လိုက်တော့မယ်အဲ့လိုဆိုပြီးထွက်သွားတော့တယ်မာမီတော်လည်းထောင်ထဲမှာ45လောက်နေရတယ်45လောက်ပြည့်တဲ့နေ့မှာတော့မင်္ဂလာတို့ဆာမှုပဲကိုထူးချင်စွာအောင်နာကိုကြောင်းပြပြီးရှော့ရအများများရတာဖြစ်တော့မာမီတော်လည်းထောင်ကနေအပြီးပြန်လွှတ်လိုက်တော့တယ် ထံဘူးကမှဦးစိန်မြတ်သားကြီးကမာပီတော်ကိုလာပြီးချူတယ်။ဦးစိန်မြတ်သားကြီးကမတော်ကားကိုကိုယ်တိုင်မောင်းလာတာပါ။မာပီတော်ကကားပေါ်နေမိကားကိုမောင်းလို့ထွက်လာတယ်။ဘယ်လိုလဲမာပီတော်။ထောင်ထဲမှာတောင်းလေးအတီတကွာရောက်ရဲ့လား။ဒီလိုမျိုးတော့ဖေတော်ကဦးစိန်မြတ်သားရဲ့ပူသားရဲ့မြေတားကြောင့်မရောက်ပါဘူး။သူ့အများကြီးအလုံးလုံးနိုင်ခဲ့တယ်လို့ဆိုတော့ဦးစိန်မြတ်သားကြီးကရှိတယ်။ခဲမာပီတော်မင်းကိုဘယ်ပို့ပေးရမလို့ဒီလိုမျိုးတော့ဖေတော်ကဒီလိုရှိတယ်ဦးစိန်မြတ်သား။ဖြစ်နိုင်ကြုတ်ကိုပပကိုပူပေးစမ်းပါ။အဲ့ဒီမှာကျန်တဲ့အလုပ်ကလေးတွေဆက်ပြီးလုပ်မယ်။အဲ့ဒီကနေပြီးမှခရီးဆက်မယ်လို့ဆိုတော့ဦးစိန်မြတ်သားကြီးက ဘာပဲဖြစ်ဖြစ်ကွာမကူလန်းကတသက်လူထမင်းရောင်းတဲ့ client ထမင်းဆိုင်မှာထမင်းစားကြတည်တာပေါ့ပြီးတော့မှပူပါကိုပူပါမယ်လို့ဆိုတယ်ဒီနောက်မှာသူတို့ကမကူလန်းကိုသွားပြီး client ဆိုင်မှာစားတော့ကြတယ်အဲဒီနောက်မှာဦးစင်မြတ်သားကမမေတော်ဝုတ်ဖို့အတွက်အဝတ်အစားတွေလိုအပ်တဲ့အုံဆောင်တွေလိုက်ပြီးဝယ်ပြီးတယ်သူတို့နဲ့ဦးစီးတဲ့ကားကလေးကတွေ့ပြီးနဲ့မောင်းနေကြတော့နောက်တနေ့မနက်၈နာရီလောက်မှာကြာပလောင်းကပူပါကိုသွားတဲ့လမ်းပေါ်ကိုရောက်ရှိတော့တယ်နေတနေရကိုရောက်တဲ့အခါမှာကားဘောကဆင်းပြီးလမ်းဘေးမှာရပ်နေကြတယ်။ဒီအချိန်မှာပူပါတော်ဘက်ကနေပြီးမောင်းလာတဲ့ကားစီးကသူတို့ရှိရာဘက်စီကိုဥတီမောင်းနေလာတာကိုတွေ့ရတယ်။ဒီကားလေးကဥစင်မြသားစီးတဲ့ကားလေးနဲ့ တတိယလေးလည်းတူတယ်ဒီကားလေးကဦးစင်းမြသားရဲ့ကားလေးနဲ့ခေါင်းချင်းဆိုင်ပြီးလာရက်ပါတယ်ဒီနောက်မှာကားပေါ်ကတစုံတယောက်ကဆင်းလာတယ်အဲ့ဒီတစုံတယောက်ကအဖြူရောင်ဥရောပဝတ်စုံကိုဝတ်ထားပြန်တယ်စီးထားတဲ့ရှုပ်နက်ကအဖြူရောင်ပါအဲ့ဒီသူဟာထွက်လာပြက်လဲတဲ့လူငယ်တူဦးမြသားဖြစ်တယ်မမေတော်ကအဲ့ဒီလူငယ်ကိုလှမ်းပြီးကြည့်လိုက်တယ်အဲ့ဒီနောက်မှာမျက်မှောက်တစ်ချက်ချုပ်တယ်ပြီးတော့ကသူ့ရဲ့မျက်နှာကပြုံးရောင်တန်းသွားတယ်အဲ့ဒီအပြုံးနဲ့သူအတန်ထွက်လာတယ်ဒူဝမလားဟုတ်ပါတယ်ကိုကြီးကျွန်တော်ဒူဝမထားနေပြောအောင်မယ်ကျွန်တော်ကိုတနေ့ကအကူကြီးကိုပေးလိုက်ပါဆိုပြီးပေးထားတဲ့ဖေးစာတစ်စောင်ရှိတယ် ဖိဆာကတော့ချားမဟုတ်ဘူးကလေးကင်မွန်းတဲ့ဖိဆာကိုမမောင်ကြီးနဲ့မြင်းတို့ကဖိတဲ့ဖိဆာသမီးကလေးတဲ့သမီးကလေးကိုကင်မွန်းတက်မလို့တဲ့အကူကြီးလာနိုင်လာပါတဲ့အဲ့လိုဆိုပြီးတော့ဖိဆာဆောင်ကိုပေးလိုက်တယ်မမေတော်ကလည်းအဲ့ဒီဖိဆာကိုအိတ်ထဲမှာထည့်လိုက်တယ်နေစမအောင်ပါတို့မင်းကဘယ်ကိုသွားမှာလဲလို့မေးတော့သူကကျွန်တော်အလုပ်တောင်းဝန်ပြီးပါပြီအကူကြီးကျွန်တော်အကူကြီးတို့တတိယမျိုးလုံးအကြောင်းပြောဖို့ထောင်ထဲကိုလိုက်လာရတာပါကျွန်တော်တာဝန်ပြီးလို့ရှန်ဘေလာကိုပြန်ရမှာပါရှန်ဘေလာဆိုတာကမဟာမြန်ဘိုးလို့ဆိုတော့မမီတော်ကဦးစိန်မြသားမျက်နှာကိုလှမ်းကြည့်တယ်အဲဒီကဦးစိန်မြသားကကဲလူကြီးမမီတော် ခေါမောင်းတိုင်အဲဒီကားကိုယူသွားပြီးတော့ငါတို့ဒုံရဲကားနဲ့လိုက်သွားတော့မယ်လို့ဆိုပြီးဒုံရဲကားပေါ်ကိုတက်တယ်ဒီနောက်မှာတော့သူတို့နှုတ်ကမောင်းနဲ့ထွက်ခွာသွားတော့တယ်မမေတော်ကလည်းငုံငူကြီးရက်ချန်ခဲ့ပါတော့တယ်မမေတော်ကဘရကားပြီးမှငုံကြီးရက်နေတယ်ကားလေးကတပြည့်ပြည့်ဝေးသွားတယ်အဲဒီနောက်မှာဖုံလုံးကြီးထဲမှာပျောက်ကွယ်သွားတော့တယ်မမေတော်လည်းမြင့်မြင့်နဲ့ကိုမောင်မောင်ကြီးတို့ရဲ့သမီးကလေးခင်မွတ်တက်ဖိတ်စာဆိုတာကိုဖွင့်ပြီးကြည့်လိုက်ပါတယ်အဲဒီဖိတ်စာကအခုလိုရေးသားတာတွေ့ရတယ်ကျွန်တော်မောင်မောင်ကြီးနဲ့ကျမအမြင်တို့က ကျွန်တော်ကျမတို့ရင်းနေတီးချာသမီးရင်းနာလေးကိုအမိပေးကင်မွန်းတက်ပြလို့မဖြစ်ပါဘူး။လူချင်းမေကိုယ်တိုင်ကြွားရောက်ပန်းဖိတ်ချာပါသည်။ကျမတို့ရွှေမကြီးဒီသမီးဦးရင်းနာလေးကိုအောက်ပါမိမဲခွန်မျိုးဖြစ်ချောင်းကိုလည်းကြိုတင်သတိပေးရပါသည်။သမီးကလေးမြန်နန်းနဲ့။မမေတော်ကအဲ့ဒီဖိတ်စာကိုကြည့်ပြီးသူ့ရဲ့မျက်လုံးတွေကမုံမန်းယူရသွားတယ်။သူတော်စင်မျိုးသမီးကြီးလူပြည်ကိုတစ်ခါပြန်လာပြီးကိုဝမ်းမြဝမ်းသာနဲ့အဲ့ဒါလိုရေရွလိုက်ပါတော့တယ်။ဝဲလူလေးကတော့ပြီးဆုံးသွားပါပြီ။ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကတော့ဆာရေးဆိုင်မင်းတွေကရေးသားထားခဲ့တဲ့ ညနေနေ့ဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းချုပ်စက်သေးမှန်းနေနဲ့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe လုပ်ထားပြီးပေါ့ခင်ဗျာဖိနာက notification လေးပေးထားပါဦးနားဆင်ပြီးတော့ကျေးဇူးများတင်ပါတယ်